အနုပညာတက္ကသိုလ်ကနေဘွဲ့ရပြီးရုပ်သေးပညာရှင်တယောက်ဖြစ်လာပေမဲ့ဝမ်းရည်အတွက်စိုက်ကားနေနေရတဲ့ကိုဖြိုးအောင်ကျော်အားလုံးပဲမင်္ဂလာပါရှင် Stellar Time New Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရုပ်သေးပညာရက်ကိုတက်မြောက်ဖို့အတွက်အချိန်ပေးပြီးလေ့လာရပြီးရုပ်သေးပညာကိုတက်မြောက်တဲ့သူကတဖြည်းဖြည်းရှားပါလာပါတယ်ရုပ်သေးပွဲတွေကမြန်မာမင်းနဲ့လက်ထက်ကလေးကရှိခဲ့ပြီးလူအများကြီးမှအားပေးမှုရှိခဲ့ပေမဲ့အခုတော့ရုပ်သေးပွဲတွေကမရှိသလောက်ရှားပါလာပါတယ်ရုပ်သိပ်ပွဲကိုကြည့်ဖို့အတွက်ခက်ခဲလာပြီးရုပ်သိပ်ကားရဲ့ပညာရှင်တွေကလည်းရှားပါလာပါတယ် ကိုဖြိုးအောင်ကျော်ကရုပ်သိပညာရှင်တစ်ယောက်ဖြစ်ပြီးဇက်တော်ကြီးတွေကိုပိုင်ပိုင်နိုင်နိုင်ကားပြနိုင်ပါတယ်။ဒါပေမဲ့ကိုဖြိုးအောင်ကျော်ကဒီပညာတစ်ခုနဲ့ရက်တည်လို့မရတော့တဲ့အတွက်စိုက်ကားလေးနဲ့အလုပ်ကိုပါလုပ်ကင်နေရသူပါ။ကိုဖြိုးအောင်ကျော်ကအမှုပညာတက္ကသိုလ်ကနေဘွဲ့ရပြီးတဲ့နောက်ရုပ်သိပညာကိုတည်ချလေ့လာခဲ့ပါတယ်။ရုပ်သိပညာရှင်တွေနဲ့လာတဲ့အချိန်မှာထိမ့်သိမ့်ကျင်တာလဲပါဝင်တယ်လို့သူကိုယ်တိုင်ကလည်းစိတ်ဝင်စားလို့စူးစမ်းပြီးလေ့ကျင့်ခဲ့ပါတယ် အမြင်မှာတော့လှပဲမဲ့ရုပ်သိမ်းမှာကောက်ွက်တစ်ခုရဖို့ကိုတော့မလွယ်ဘူးပဲအချိန်ပေးပြီးတော့လေ့ကျင့်ရလေ့ရှိပါတယ်။ကိုဖြိုးအောင်ကျော်ကလွန်ခဲ့တဲ့6နှစ်ခန့်ကအထိရုပ်သိမ်းပညာနဲ့ရပ်တည်ခဲ့ပါသေးတယ်။ရုပ်သိမ်းတစ်ပွဲကိုကတဲ့အမှုပညာကြီးကလည်းများများဆဆရခဲ့ပေမဲ့အကြောင်းမျိုးမျိုးကြောင့်ရုပ်သိမ်းပွဲတွေကနေပါလာပါတယ်။ရုပ်သိမ်းပွဲတွေကိုအချိန်ပေးပြီးကြည့်ရှုမဲ့သူတွေလည်းရှားပါလာလို့ဒီပညာရပ်တစ်ခုရဲ့နဲ့ရပ်တည်ဖို့ခက်ခဲလာပါတယ်။ကိုဖြူအောင်ကျော်နီးတူအခြားသောရုပ်သိပညာရှင်တွေလည်းဒီပညာတစ်ခုရဲ့နဲ့အသက်မွေးဖို့မလွယ်ကူတော့ပါဘူး။ ဒါကြောင့်ကိုဖြူအောင်ကျော်ကရေတန့်ပိုးတဲ့လောက်ကိုပြောင်းလဲပြီးလောက်ကန်ရပါတော့တယ်။ရေတန့်ပိုးတဲ့လောက်နဲ့လည်းမလုံလောက်တဲ့အခါစိုက်ကားလေးနဲ့လောက်ကိုအဓိကအလုပ်ဖြစ်ရွေးချယ်လိုက်ရပြီးသူ့ရန်ဝါသနာပါတဲ့ရုပ်သေးအလုပ်ကတော့ရန်ပန်ရန်ခါလောက်သာလုပ်ဖြစ်ပါတော့တယ်။ရုပ်သေးဆရာအဖြစ်ရက်တည်ဖို့တင်ယူထားပေမဲ့ခက်ခဲလာတဲ့အခြေအနေတွေကြောင့်ပဲကိုဖြူအောင်ကျော်ကသူ့ရဲ့မူရင်းအလုပ်ကိုဦးစားမပေးနိုင်တော့ပါဘူး။အရင်ကတော့အယုတ်လေးတွေကိုကျိုးဆဲပြီးကပြရတဲ့ဒီအမှုပညာကိုနိုင်ငံခြားသားဧည့်သည်တွေကတံမိုးထားပြီးတကူးတကလာကြည့်ကြပါရစေ ်ကရဝိတ်နဲ့စီရိုနာတို့မှရုတ်သိမ်းတဲ့အခန့်ဖျော်ပြပြီးကိုဖြိုးအောင်ကျော်လည်းအဆင်ပြေခဲ့ပါတယ်ကရဝိတ်မှာလစာနဲ့ရုပ်သေးအကတွေကိုကပြခဲ့ပြီးယခုနောက်ပိုင်းမှာတော့အဆအဆရရခက်ခဲလာပြီးနောက်ဖြောပြေးအတွက်အချိန်မပေးနိုင်တော့ပါဘူးအဲဒါကြောင့်ပဲကိုဖြိုးအောင်ကျော်ကရုပ်သေးပညာရှင်ဖြစ်အသက်မွေးရာကနေစာဝင်နေရေးအတွက်စိုက်ကားနေရသူတယောက်ဖြစ်သွားခဲ့ပါတယ်ရုပ်သေးပညာကိုမြန်နိုးလို့ဒီပညာရဲ့နယ်ပဲအသက်မွေးဝမ်းကြောင်းပြုခြင်းမယ်လေဘဝပေးချေနေရအမှုပညာကိုဦးစားမပေးနိုင်တော့ပါဘူး ကိုဖြိုးအောင်ကျော်ကရုပ်သိပညာရှင်ဘဝကနေစိုက်ကားနေရတဲ့အတွက်တငယ်မိပေမဲ့လည်းစိုက်ကားနေတဲ့အလောက်ကလည်းတမအားစီဝကြတဲ့အလောက်ဖြစ်တာကြောင့်ဒီအလောက်ကိုလည်းခုံငယ်စရာလို့မထင်တော့ပါဘူးစိုက်ကားကိုလည်းအုံနာထံကနေငှားပြီးနေရပြီးစိုက်ကားနေရတဲ့ဝင်ဝင်ကပို့ပြီးစင်ပြေလာလို့ဒီအလောက်ကိုကူးပြောင်းသွားရပါတော့တယ်အရင်ကတော့ဟိုတယ်ကြီးတွေမှာရုပ်သိပညာရှင်ဖြစ်ရက်တရာကနေအခုတော့ပွဲတွေရှိမှပဲရုပ်သိကားရပါတော့တယ်။ကိုဖြိုးအောင်ကျော်ကရုပ်သိမကားရတော့ပေမဲ့လည်းရုပ်သိပညာကိုဆက်လက်ထိန်းသိမ်းသွားအောင်ပါ ရုပ်သိပ်ပညာရှင်ဘဝကနေစိုက်ကားနေနေရတဲ့ကိုဖြူအောင်ကျော်အတွက်တော့စိတ်မကောင်းဖြစ်ကြပြီးတက်မြောက်ထားတဲ့ပညာတွေကိုနှမျောနေကြပါတယ်။ရုပ်သိပ်ပညာရှင်တယောက်ဖြစ်အချိန်ပြည့်ရက်တည်ခြင်းမဲ့မဲ့လဲဝမ်းရည်အရာစိုက်ကားနေနေရတဲ့ကိုဖြူအောင်ကျော်အတွက်အပိစကားလေးတွေကို comment မှာရေးသားပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုအပိခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။